မေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးအွန်လိုင်းငွေကြေးလိမ်လည်မှုတွေမှာပါဝင်ပတ်သက်မှုအတွက်ဒီမိုကရက်တစ်အကျိုးပြုကရင်တပ်မတော် DKBA ကိုအမေရိကန်ဗန္ဓာယဝန်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကတံခတ်အရေးယူမှုတွေချမှတ်လိုက်ကြောင်းနိုဝင်ဘာ12ရက်ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။အခုပိတ်ဆို့မှုထဲမှာ DKBA ရဲ့ထိတ်တန်းကောင်းဆောင်လေးဦးဖြစ်တဲ့ဗိုလ်မှူးချုပ်စိုင်းကျော်လ DKBA ရဲ့စီဦးစီးချုပ် Sosti စီရေးချုပ် Sosain ဝင်းနဲ့ စီဥစည်းအရာရှိဆော့ဆန်းအောင်တို့လည်းပါဝင်ကြောင်းဖော်ပြထားပါတယ်။ဒါအပြင် TransAsia International Holding Group Thailand Company Limited TransAsia နဲ့ Trotstar Company Limited စတဲ့ကုမ္ပဏီနှစ်ခုနဲ့အတူထိုင်းနိုင်ငံသားချမ်မူဆဝမ်တို့ကိုလည်းတရုတ်ရာဇဝတ်ဂိုင်းနေနဲ့ဆက်ဆက်ပြီးဒီငွေကြေးလိမ်လည်မှုစင်တာတွေတည်ထောင်ဖို့ DKBA နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက်ဒီကနေ့အေးအေးယူမှုထဲမှာတပါးတည်းပေါင်းထည့်ထားပါတယ်။ ဒီရာဇဝတ်ကွန်ရက်တွေဟာယင်းနှိမ့်နှံမှုလုပ်မယ်လို့လိမ်လည်စီယုံပြီးအမေရိကန်နိုင်ငံသားတွေထံကဒေါ်လာဘီလီယံပေါင်းများစွာကိုခိုးယူနေတဲ့အပြင်လူကုန်ကူးမှုမှာလည်းပါဝင်နေကြောင်းအဲဒီကရရှိတဲ့ငွေတွေနဲ့မြန်မာနိုင်ငံရဲ့ပြည်ရင်းစစ်ကိုပုံမှုဆိုးဝါးစေတဲ့လုပ်ငန်းတွေကိုဒီ KBA ကလှုပ်ဆောင်နေကြောင်းဖော်ပြထားပါတယ်။ဒီကနေ့ထုတ်ပြန်ချက်မှာထူးခြားတဲ့အချက်ကတော့ Washington DC မှာရှိတဲ့အမေရိကန်ပြည်ထောင်စု၈နေရုံးကတရားရေးဌာနအောက်မှာရှိတဲ့ရာဇဝတ်မှုနယ်နေရေးအဖွဲ့ FBI Secret Service တို့နဲ့ပူးပေါင်းပြီး online လိမ်လည်မှုစင်တာများတိုက်ဖျက်ရေးအထူးအဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။အရှိတောင်အရှမှာအခြေစိုက်တဲ့ online လိမ်လည်မှုဂိုင်းတွေဟာအမေရိကန်ပြည်သူတွေအပေါ်ကြီးမားစွာရက်ခတ်မှုရှိနေတယ်ဆိုတာကိုသိရှိထားတာနဲ့အညီဒီလိမ်လည်မှုဂိုင်းတွေအများစုရှိရာမြန်မာကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကိုအဓိကအာရုံစိုက်ပြီးစုံစမ်းဖော်ထုတ်နှိမ်နှင်းအရေးယူဖို့အတွက် Scam Center Strike Force က အေဂျင့်တွေကိုတာဝန်ပေးထားပြီးပြီလို့လည်းဖော်ပြထားပါတယ်။ online ဝင်ငွေကိန်းတွေနေနေရေးလုပ်ငန်းတွေအောင်မြင်ဖို့အတွက် the strike force ဟာနိုင်ငံသားရေးနဲ့ဗန္ဒာရေးဝန်ကြီးဌာနတို့နဲ့လက်တွဲလှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ Torchit သူနဲ့တာနှုပ်ကိုတော့ American ပြည်သူတွေကိုထိခိုက်ညှဉ်းနှာစေတဲ့လူမောင်ခိုးကူးမှုနဲ့ online ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာကူညီပါဝင်မှုတို့အတွက်အခုနှစ်မေလ9ရက်နေ့ကတန်ခတ်ရေးယူမှုတွေချမှတ်ခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ